အလောက်ဆုံးတော့ငှက်တွေဖြစ်ပေမဲ့ရင်နာစရာဘွားကိုပိုင်ဆိုင်ကြတဲ့ဓာတ်ငှက်များပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင့်ဇက်ပမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဓာတ်ငှက်လို့ပြောလိုက်ရင်အရှိတောင်အလဲပိုင်းအာရှနိုင်ငံတွေကိုမျက်လုံးနဲ့မြင်ရောက်မိမယ်လို့ထင်ပါတယ်။သတင်းဆန်ယူနေမှာအမီလေးတစ်ခါကားပြဖို့ကိုညွန်လင်တကြီးစောင့်ကြည့်ခဲ့ရတဲ့အချိန်တွေဟာဓာတ်ငှက်တွေနဲ့ပတ်သက်တဲ့လူတွေရဲ့အမှန်ဉာဏ်အစိပ်ပိုင်းတွေပဲဖြစ်ပါတယ်။ဓာတ်တွေကအိန္ဒိယနိုင်ငံကနေပေါက်ဖွားလာကြတဲ့အကောင်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်အထက်ပိုင်းကချင်ဘက်မှာလည်းမကြကနာတွေ့ရတဲ့အကောင်တွေဖြစ်ပါတယ်။ဒေါင်းတွေရအမတ်တဲ့အထက်ပိုပြီးလူတိများကြတဲ့အကောင်တွေဖြစ်ပါတယ်။ဒေါင်းကဆိုတာသူ့ရဲ့တောင်ပန်တွေကိုပြန်ကားပြီးအမတ်ကိုမိတ်လိုက်ဖို့အချက်ပြတဲ့အရာဖြစ်ပါတယ်။ဒေါင်းတွေနဲ့ပတ်သက်ရင်အလားပါကမေးထားလို့မရတဲ့အရာပဲဖြစ်ပါတယ်။တမူထူးခြားတဲ့စိမ့်ပြရာအမွေးတောင်တွေကြောင့်တခြားသက်ရှိတွေရဲ့အမြင်အာရုံကိုတစ်ချက်တည်းနဲ့ဆွဲဆောင်နိုင်စွာရှိတဲ့ဒေါင်းတွေဟာသူတို့ရဲ့အလားတွေကြောင့်ပဲအန္တရာယ်ရှိလာခဲ့တာဖြစ်ပါတယ်။ စီဝရင်းနဲ့ပတ်သက်ရင်ထိတ်တန်းကနေမေ့မြန်းရတဲ့တရုတ်တွေဟာအခုချိန်မှာတော့ဒေါင်းတွေကိုကိုယ်တိုင်မွေးမြူရေးခြံတွေပြုတ်လို့ကြပြီးစီဝါပြစ်မွေးမြူနေကြပြီပဲဖြစ်ပါတယ်။ဒေါင်းတွေထဲမှာမှဒေါင်းဖြူအတီးဟာအရှာပါဆုံးနဲ့လူကြိုက်အများဆုံးအကောင်တွေပဲဖြစ်ပါတယ်။အမှန်တကယ်မှာတော့ဒေါင်းဟာသူ့ရဲ့အလှကြောင့်တော့မဟုတ်ရင်များများဆဆအသုံးပြုလို့ရတဲ့အကောင်မဟုတ်ပါဘူး။ထိုပြန်ကားနေတဲ့အမိတွေကြောင့်တာလူတွေအယူမှုဖြစ်နေကြတာပဲဖြစ်ပါတယ်။ဒေါင်းတွေကိုမွေးမြူတာအတော်လေးလက်ဝင်တဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒေါင်းတွေရဲ့အမီးတွေရာရှည်လျားလေပိုပြီးဈေးကောင်းလင်မို့ဒေါင်းတွေကိုစိတ်ပြုတ်အောင်တမင်ထားရတာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနွားတွေကိုပြောင်းအောင်ထားမှအသားကောင်းရောက်တယ်လို့ဒေါင်းတွေကိုလည်းပြောင်းအောင်ထားမှအမီးကောင်းရောက်မှာပဲဖြစ်ပါတယ်။ဒေါင်းတွေရဲ့အမီးတွေဟာအများဆုံးခုနှစ်ပေလောက်အထိရှည်နိုင်တာဖြစ်တဲ့အတွက်သူတို့ကိုမွေးပြူရာမှာလွတ်လပ်မှုရှိစေဖို့ခြံကြဲကြဲထားပေးရတယ်လို့ဆိုပါတယ်။ဒေါင်းတွေရဲ့မွေးကလေးကအယောင်သွေးစုံဝင်လာကြတာမဟုတ်ဘဲအရွယ်သုံးနှစ်မှစတင်အတောင်ဆုံးလာကြတာဖြစ်ပါတယ်။ ။ကျောင်းတွေကတနည်းမှာဥသုံးဥသာဥကြတဲ့အတွက်မြို့ပွားတို့ကအင်မတန်နေတဲ့မျိုးစစ်တွေလည်းဖြစ်ပါတယ်။ကျောင်းမွေးတွေကိုအာရတ်နိုင်ငံတွေကနေအများဆုံးမှယူကြပြီးအဝိအထန်နဲ့ဖက်ရှင်ရည်စည်းကျောင်းတွေမှာများစွာအသုံးပြုကြတာဖြစ်ပါတယ်။အတောင်ဆုံးဖို့ချောင်းနဲ့အများဆုံးရှင်းနှစ်အထိဆောင်ယူကြပြီးချောင်းတွေရဲ့သက်တမ်းကတော့36နှစ်ပဲဖြစ်ပါတယ်။အခုချိန်မှာတော့ချောင်းတွေဟာစာပါမျိုးစစ်တွေထဲမှာပါလာခဲ့ပြီဖြစ်ပြီးစီးပွားပြည့်မွေးမြူဖို့တားမြစ်တဲ့ရိတ်ဆန်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ မြန်မာရဲ့နိုင်ငံတရိษံအဖြစ်တင်စားခေါ်ကြတဲ့ဥတော်ငှက်ဟာမိကုန်းရောက်တောင်းငှက်ဖြစ်ပြီးတာမန်တောင်းနဲ့ကွဲပြားလိုက်ရှိပါတယ်။တောင်းမျိုးတွေက150ကျော်ရှိပေမဲ့လည်းအဖြူရောင်တောင်းထီးတွေကတော့အရှာပါဆုံးမျိုးစစ်ဖြစ်လာခဲ့ပြီးအခုချိန်မှာတော့စိမ့်ပြန်ရောင်တောင်းတွေဟာလည်းရှားလာခဲ့ပြီဖြစ်ပါတယ်။တောင်းတွေဟာနိုင်ငံသားခီးသွွားရဲ့စိတ်ဝင်စားခြင်းကိုအမြင့်ခံနေရတဲ့အကောင်တွေဖြစ်တာကြောင့်ခီးသွွားအေဂျင့်တွေနဲ့တရိษံယုံတွေအတွက်တရုတ်တွေကဝင်းမြူပေးကြတာပဲဖြစ်ပါတယ်။ မန်ကိုလောကမလေးစီကြီးတဲ့မျိုးစေ့တွေဖြစ်တဲ့အတွက်ဒေါင်းဆိုရာနောက်တစ်ချိန်မှာတမိုင်းထဲမှာပဲကြံခဲ့မဲ့တရိတ်ဆန်တွေဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ကစားတတော်ရီလိုအစာအာဟာရအတွက်မျိုးတုံးရတာမဟုတ်ပဲအလားကြောင့်လူတွေရဲ့အမဲဖြတ်ခြင်းကိုခံနေရတဲ့ဒေါင်းမျိုးတွေအကြောင်းကိုပရိသတ်ကြီးတို့ရဲ့ဘူတူရအအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်ရှင်။အဆုံးတိကျေးဇူးပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်ထပ်လည်းဒီလိုဘူးတူတာအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။